ိုကဘက်တရီရန်ယာဂိမ်းတွေကိုလည်းဆောရတာကြိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဖုန်းကလည်းချလူးလန့်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကတဲအတွက်ပါပဲအားလုံးပဲမင်္ဂလာပါ FDA channel ကနေကြိုဆိုလိုက်ပါတယ်ဗီဒီယိုဆက်မှာပြောခဲ့သလိုပဲဘက်တရီရန်ယာဂိမ်းကိုမှကိုယ့်ရဲ့ဖုန်းကမကောက်ဘူးဆိုရင်တောင်မှဆောလို့ရှင်းပေးပါတယ် Bronze Fight ဆိုတဲ့ဘက်တရီရန်ယာဂိမ်းဖြစ်ပါတယ်ဒီဂိမ်းကြောင်းလေးကိုရင်မပြောခင်မှာဒီဂိမ်းထုတ်တဲ့ကုမ္ပဏီနဲ့ဒီဂိမ်းဖြစ်ပေါ်လာဖို့ကိုဘူးသူသားအနေနဲ့ပြောပြပါမယ် ဘရော့စထရိုက်ကိုတရုတ်နိုင်ငံခြေဆိုင်မြို့ NFT Game ကုမ္ပဏီကနေထုတ်လုပ်တာဖြစ်ပါတယ်။ NFT Game ကဘရော့စထရိုက်ကိုအဓိကထုတ်လုပ်တဲ့ရည်ချက်ကတော့ mobile ပေါ်မှာအကောင်းဆုံးစွာကစားနိုင်မဲ့ Battle Royale Bit ကိုဖန်တီးဖို့ပါ။ Core Day Warzone Mobile Game ကိုနာမည်ကြီး FPS Far Person Shooter Game တွေနဲ့ရှင်နိုင်မဲ့ Game ကိုဖန်တီးဖို့ဖြစ်ပါတယ်။ NetEase Game က Brawl Strike ကို design ဆွဲရမှာအဓိကအားယူဆိုင်ခဲ့တာကတော့ Mighty Phou Musum ဆို Any Drive ကောင်းကောင်းဆောင်းနိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါအပြင် Brawl Strike ရဲ့ graphic နဲ့ memory site ကိုလည်းအလဲလက်ဆက် မစ္စရိတ်ဖုန်းတွေဒါမှမဟုတ်အဲ့ဒါနဲ့နေတဲ့နေရာတွေမှာပါဆော့စားနိုင်အောင်လို့သူ့ချင်းကြီးဖန်တီးထားတာဖြစ်ပါတယ်။ဒီလို automation ကောင်းမွန်တာကြောင့် gate set အဖြတ်ချီမကြခင်မှာပဲကဘာတော်တော်လုံးပါတန်300ကျော်စီရရှိခဲ့တဲ့ကြီးအောင်မြင်ခဲ့ပါတယ်။နောက်ဆိုရင် Bros Tyre ရဲ့ engine future အကြောင်းကိုတွားလိုက်ကြရအောင်။ Bros Tyre ရဲ့ gate play ကတော့တခြား battle royale gate တွေနဲ့အနည်းငယ်ကွဲပြားပါတယ်။ cross strike ကိုအခြား better runner game တွေနဲ့ကွဲပြားအောင်ဖန်တီးခဲ့တဲ့အခြေကတော့ striker လို့ခေါ်တဲ့ထူးခြားတဲ့စွမ်းရည်ရှိတဲ့ unique ability ရှိတဲ့ဇာတ်ကောင်တွေကိုဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ huge striker element ဇာတ်ကောင်တိုင်းမှာ action skill ၃နိုင်သောစွမ်းရည်နဲ့ passive skill အလိုလျောက်ကျိုးသက်ရောက်တဲ့စွမ်းရည်တွေပါဝင်ပါတယ်။ဒါက Apple Legend လိုမျိုး Hero Striker Game တွေရဲ့ strategy ပြောင်းပုံစံမျိုးကို Battle Royale နဲ့ပေါက်ဆက်လိုက်တာပါပဲ ရော့စထရိုက်ကိုဘယ်လိုလုပ်ရဆော့တယ်လဲဆိုတော့ကိုကဂိတ်ဆော်ပြီးအခန်းဆာကျင်တဲ့သူတွေဘလူပလေယာလိုက်ကိုသွားကျင်တဲ့သူတွေဆော့တယ်မိုင်း PUBG လိုမျိုးကိုကနေရာတနေရာရချင်တယ်ဆော့ဖို့ကလည်းဖို့ကမကောင်းဘူးဆိုရင်တော့ဆန်ပြီးတော့ဆော့ကြည့်တယ်မိုင်းရော့စထရိုက်ကိုဆော့ပြီးတော့ဂိတ်စတရင်းနဲ့မြန်မာစတရင်းမှာချုပ်လဲရှိပါမနက်ကမှပေါ်မြူလာပြင်နေတဲ့ဒိလက်တက်တဲ့အတွက်ကြောင့်လို့အခုကလေးကကိုကနေရာတနေရာရအောင်စူးစမ်းထားတင်ပါနောက်ဆုံးနေချုပ်ပြောလို့ရှိရင် Bro Strike က NFE Gate ရဲ့ FEA Gate ထုတ်လုပ်မှုအတွေ့အကြုံကိုကြေခံပြီးတော့ဆန်းဆောင်ရီကောင်းမွန်မှု performance နဲ့ဇက်ကောင်စွမ်းရည် striker ability ကိုပေါင်းစပ်ထားတဲ့ first pick better Ryan လေးပဲဖြစ်ပါတယ်။ဒီလိုမျိုး mobile game တွေကိုအမြဲတမ်းတည်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တော့ပေးဖို့တောင်းဆိုချင်ပါတယ်။ဒါပြင် mobile game တစ်ပတ်တည်းအရေးတက်ပြီးနေတဲ့ Telegram channel ကိုလည်း video description မှာချပေးထားပါမယ်။နောက်ဗီဒီယိုမှာတက်တွေ့ကြတာပေါ့။